။ငါ့ဒီညမှာတမုန်နဲ့တရားနင်းနေချင်လို့လား။မမအဝီတောင်းဟိုတဲ့ချိန်မှာဒါတည်တဲ့ခံတရုတ်စာရတယ်ပေါ့နော်မမအဝီတောင်းပေါ်တော့ကြည်ပြောတာဟိုကျင်တာပေါ့ ော့ကျမတင်တန်းကိုရောက်လာ၄နှစ်ခွဲကရောက်လာပေါ့နော်၄နှစ်ခွဲအရွယ်ကနေစပြီးတော့တရုတ်ဆောင်နေအဲပေါ့ငယ်သေးတဲ့ခါကျတော့သူတို့မှလိုအပ်ချက်တွေရှိရပေါ့ဒါပေမဲ့ तू အသက်ကြီးလာတာတဲ့အများအဲ तू ကတော်တော်များများပေါ့နော်ကလေးတော်တော်များများတော့ ွန်စီးရအောင်မှာဒရိုက်တာတင်ပေးတဲ့ကရိုက်တာကိုသူကစူးစမ်းပြီးတော့ဒရိုက်တာပြောသူလိုလိုက်လုပ်ကြတာများတယ်ဟိုလိုမျိုးပေါ့နော်အမှုပညာတယုတ်ဆောင်တင်တန်းကြီးရလို့သူတို့တွေမတက်ဘူးချအောင်တက်ဘူးတဲ့အခါကျတော့ငိုတဲ့အခါဆိုလည်းချက်ချင်းငိုထွက်အောင်သူလုံးဝရဲတေးတဲ့အခါဆိုတေးတဲ့စီဖုန်းကြီးဝတ်တဲ့အဲ့လိုမျိုးပေါ့နော်ဒါကြီးမာမသူဒီလေးနှစ်ခွဲအရွယ်ကနေဒီ၈နှစ်အရွယ်မှာဒီကားမှာတော့တော်တော်ကြီးဟိုဩကြောင်းလဲလာတဲ့ကလေးလေးတယောက်ဖြစ်လာပြီပေါ့နော် ရင်ထဲမှာအရင်ဝမ်းနေမိပါတယ်ခင်ဗျမမအင်ဝီတောင်းဟိုတဲ့ချိန်မှာဒါတေးတဲ့ခံတရုတ်စားရတယ်ပေါ့နော်မမအင်ဝီတောင်းဟိုတော့ကြည့်ပြောသားဟိုကျင်တာပေါ့ညောက်ဒီနေရာမှာတလုံးနဲ့တရားနင်းနေချင်လို့လားအဲကိုရီးယားဟိုပါပေါ့နော်တိတော့တိတယ်ပေါ့နော်ဇက်ကျော်ဇက်ကျော်ရိုးကိုတိတယ်ဆိုပေမဲ့အဲ ြင်မာတော့က तू အဲ့လိုမျိုးပေါ့ဟိုသူသုံးသွားတယ်ပေါ့သူတေသွားတဲ့အချိန်မှာအလောင်းပြင်းတယ်အလောင်းပြင်းတဲ့အချိန်မှာအမငိုရငိုရတဲ့အချိန်မှာအဲ့မှာကလေးကစက်သိမ်းတစ်ဖြစ်ဖြစ်ချတာဒါပေမဲ့ကိုကမျက်ရည်မကျပါဘူးဒါပေမဲ့အဲ့ဇကားကိုအကုန်ကြည့်ပြီးတဲ့အချိန်မှာအဲ့သူမအမအေးဝေးတောင်းအရန်ငိုနေတဲ့အချိန်မှာကိုကငိုနေပြီအပြင်မှာအဲ့လောက်ထိကိုပေါ့နော်ရင်ထဲအသေးသေးထိကိုရောက်ရောက်နိုင်တဲ့ဒီဇကားလေးပါလို့မင်္ဂလာပြလောင်းစ မမကုန်းကမန်းတက်ထဲမှာလေအင်းကြီးဘွာလေးနဲ့လေအဲ့ဘသူလေးတွေဟောဟောသဘောကျတယ်ဟောဒီမှာလဲပေါ့နော်ဒီငိုတဲ့ခန်းနေတည်တဲ့ခန်းနေကြတော့လေဟို ဘယ်လိုပြောအမပေါ့နော်အရန်စိတ်ထည့်ပြီးတော့ငိုထားတယ်အရန်ကိုစူးစမ်းထားတယ်ဆိုတာသိတယ်အဲအထဲမှာတကယ်တကယ်အိုစင်းမှာကြီးလိုက်ရတဲ့အချိန်မှာအပြင်မှာလုံးဝစက်သိမ်းမဲထားတာတော့အထဲမှာတကယ်ပါငိုချပလိုက်တဲ့ ठी ပေါ့နော်လုံးဝဇက်တရားဟာကွက်မရှိဘူးတယောက်နဲ့တယောက်လဲကိုနေရှိအရန်မိတယ်ခလေးနဲ့အမေနဲ့ပြောလို့ရှိရင်ဇက်အပြိုင်တွေရောအရန်ကောင်းတယ်ပေါ့နော်အကုန်လုံးကတယုတ်စာအရန်ကောင်းကြရဲ့ဒီကားမှာပါဝင်တဲ့လူတွေအကုန်လုံးအရန်ကောင်းတဲ့အတွက်ဒီဇက်အကောင်းဆုံးဖြစ်လာတယ်လို့ဟိုထင်မြင်မိပါတယ်ပေါ့နော် ကြတော့ကျမတင်တန်းကိုရောက်လာ၄နှစ်ခွဲကရောက်လာပေါ့နော်၄နှစ်ခွဲအရွယ်ကနေစပြီးတော့တရုတ်ဆောင်နေအဲပေါ့အငယ်သေးတဲ့ခါကျတော့သူတို့မှလိုအပ်ချက်တွေရှိရပေါ့ဒါပေမဲ့ तू အသက်ကြီးလာတာတဲ့အများအဲ तू ကတော်တော်များများပေါ့နော်ကလေးတော်တော်များများတော့ ွန်ဆင်းရဲအောင်မှာဒရိုက်တာတင်ပေးတဲ့ကရိုက်တာကိုသူကစူးစမ်းပြီးတော့ဒရိုက်တာပြောသူလိုလိုက်လုပ်ကြရများတယ်ပိုလိုမျိုးပေါ့နော်အမှုပညာတယုတ်ဆောင်တင်တန်းကြီးရယ်လို့သူတို့တွေမတက်ဘူးချောင်းတက်ဘူးတဲ့အခါကျတော့ငိုတဲ့အခါဆိုလဲချက်ချင်းငိုထွက်အောင်သူလုံးရရဲတေးတဲ့အခါဆိုတေးတဲ့စီဖုန်ကြီးဝတ်တဲ့အဲ့လိုမျိုးပေါ့နော်ဒါကြီးမာမသူဒီလေးနှစ်ခွဲအရွယ်ကနေဒီရှစ်နှစ်ရွယ်မှာဒီကားမှာတော့တော်တော်ကြီးဟိုဩကြောင်းလဲလာတယ်ကလေးလေးတယောက်ဖြစ်လာပြီပေါ့နော်အရန်ဟိုစူးစမ်းတက်တဲ့ကလေးလေးစကားနားထောင်တဲ့ကလေးလေးဖြစ်သွားပြီဆိုပြီးတော့ဟိုဝမ်းလဲဝမ်းသာတယ်ပေါ့နော်ကြည်လဲကြည် ်ယူမိပါတယ်။ဒါနောက်ကနေပြီး live ပြီးတော့ dialogue တွေလည်းသင်ပေးပါတယ်ခင်ဗျာ။ကြတော့သူတို့ဆိုတာဒါဒလာဘက်ကနေပြီးတော့တောင်မှရောက်လာတဲ့ကလေးလေးပေါ့နော်ဒလာဘက်ကနေပြီးတော့သူတို့အဆက်အသွယ်မရှိဘူးပေါ့ဒါပေမဲ့ကျမနဲ့သူနဲ့လည်းဘယ်လိုပြောရမလဲအရင်ဘွားရေဆက်လိုပဲပြောရမှာပေါ့နော်သူမင်းသားဖြစ်ချင်တယ်ဆိုပြီးတော့អော်ပြီးတော့ရောက်လာတယ်ရောက်လာတဲ့အချိန်မှာကျမကကြတော့ပေါ့ လေးလေးတွေကို Miss Mr. လေးလုတ်တာပေါ့နော်အဲပွဲတွေလုတ်တယ် organization လေးအဲလိုမှတက်စင်းပေါ့ဒီပြောတာဆိုလို့ရှိရင်ကိုစိန်ပဲကြော်ရနေပြီးတော့ဒီကလေးပေါ့ခေါ်တုံးပေးတဲ့အခါမှာမသူ့ရဲ့စ조사အထောက်မှုတွေကိုသူကချပြခွင့်ရတယ်အဲအမမမဒလာကနေပြီးတော့မအေတွေရောသူ့မိသားစုတွေရောပံ့ပိုးမှုတွေနဲ့ဟိုဒီကလေးအရာလုံးပံ့ပိုးမှုတွေနဲ့သူစ조사အထောက်ထားတဲ့အရာတော်တော်အရာတင်လာပြီးအရာရောက်လာပြီးဆိုတော့အလုံးဘက်ကိုအရာကိုပြောတယ် အဲသူ့အမိဘတွေအတွက်ကောသူ့ရဲ့သူဖြစ်ချင်တဲ့အရာလေးတွေလည်းဖြစ်လာပြီဆိုပြီးတော့အယောင်ပျော်မိပါဆောင်းလေမော เออဟုတ်တယ်သေွားရခမ်းပါလဲသေွားလို့လို့ပြောရမလဲဟိုဝမ်းနေရတယ်လို့ပေါ့သူဒီလောက်ထိလုံးနိုင်လိမ့်မယ်ပြင်သားပဲ ਨੇ ဒီလောက်ထိလုံးပြလို့လဲပျော်ရွှင်ရရပေါ့အဲ့လိုမမအေးဝေးတာပြောသလို तू อ่ะဆက်ချတဲ့ချိန်မှာတဲ့ငိုငိုငိုချစ်သလိုလိုပျော်ချစ်ဝမ်းသာသလိုလိုအဲ့လိုမျိုးနှစ်ခွပြည့်တယ်ကိုလည်းအဲ့လိုပဲငိုချစ်သလိုလိုပျော်သလိုလို ਨੇ အဲ့လိုမျက်ရည်ကြား